အရှင်ဖရာတပည့်တော်အရှင်ဖရာရဲ့တရားတော်တွေကိုနေညာမပြတ်နာယူမိတယ်တပည့်တော်ကိုတနာသောအဖြစ်တပည့်တော်ရှောက်တင်တာလေးကိုလက်ခံပြီးတော့မိန်ကြပေးပါတပည့်တော်ယင်ထဲမှာစိတ်မကောင်းတာလေးတစ်ခု ဖြစ်နေပါတယ်တပည့်တော်ကထိုင်းမှနေပါတယ်တပည့်တော်မှာအသက်အရွယ်80ကျော်ဖခင်ကြီးရှိပါတယ်ဖရာ တပည့်တော်ဖခင်ကြီးရဲ့အနီးအနားမှာနေပြီးတော့ပြုစုမပေးနိုင်ဘူးအဝေးကနေပဲဖခင်ကြီးလိုလေသေးမရှိအောင် ပို့ပေးထားရပါတယ်ဖခင်ကြီးလှူခြင်းတန်းခြင်းနာရှိလဲလှူနိုင်တန်းနိုင်အောင်ကြိုးစားပေးခဲ့ပါတယ်အဲ့ဒါတပည့်တော်ရင်ထဲမှာဖခင်ကြီးရဲ့အနီးအနားမှာနေပြီးတော့မပြုစုပေးရတဲ့အတွက်စိတ်မကောင်းဖြစ်မိပါတယ်အပြစ်တစ်ခု ဖြစ်နေတယ်လို့လဲ ခံစားရပါတယ်ဖရားအဲ့ဒါလေးကိုဗီဒီယိုလေးနဲ့မင်ကြပြီးတော့မူပါဆိုပြီးတော့ user number 6959 1188311ဆိုတဲ့အကောင့်ပိုင်ရှင်ကမက်ဆင်ဂျာကနေစာတွေအများကြီးပို့ထားတယ်။အရှင်ဖရားမိန်ကြားတာလေးကို မျောနေမယ်နော်ဆိုပြီးတော့လဲစာတွေထပ်ပို့လာတယ်။မိဘမောတိတတ်တာ မိဘအပေါ်ကျေးဇူးဆက်ကျင်တာတွေဟာဝမ်းသာရမှာဂုံယူရမှာပါပဲမိဘနာအတူနေအိုကြီးအိုမမိဘလှုပ်ရှားကန်းစားစားပြီးတော့မိဘကိုစော်ကားနေတဲ့သားစုသမီးစုတွေလည်းရှိကြသလိုခုလိုသားကောင်းသမီးကောင်းတွေရှိနေတာတွေ့ရတော့လေဝမ်းသာရပါတယ်အာလုံးပြည့်စုံနေတဲ့ဘဝတွေမဟုတ်ကြတော့လေအရှင်ပြည့်သလိုကျေးဇူးဆက်ကြရမှာလို့ ြင်မိပါတယ်။တဦးမျက်နာတဦးကြည်နေုံနဲ့ခြေစုပ်လက်နဲ့ပြုတ်ပေးနေုံနဲ့ဘဝကရှင်သန်ရတ္တီလိုရတာမှမဟုတ်တာ။စားဖို့ဝတ်ဖို့နေဖို့ကြမ်းမာရေးဖို့ဆိုတဲ့လိုအပ်နေတဲ့အရေးတွေရှိနေတာမဟုတ်လား။အဲ့ဒါလိုမိဘရဲ့စားဝတ်နေရေးကြမ်းမာရေးလိုအပ်ချက်တွေဖြည့်ဆည်းပေးနိုင်ဖို့မိဘနဲ့ဝေးရာအထိတွားရောက်လောက်ကန် ရှာဖွေပေးနိုင်တဲ့သားတယောက်ဖြစ်ရတာနဲ့နင်ဂုံယူနေရမှာပါလူဟာလူပီသားဖို့လူတာဝန်ကြီးဝန်ဖို့လူသည်သိဖို့အရေးကြီးသလိုသာသမီဆိုတာကလည်းသာသမီပီသားဖို့သာသမီတာဝန်နေကြီးဝန်ဖို့သာသမီအသိရှိဖို့ဟာအရေးကြီးတယ်သာသမီတာဝန်ကြီးဝန်ဖို့ဆိုရင်နံပါတ်1ကပတောနေပြိတ္တာမိတဲ့ မိဘကိုကြွေးနိုင်မွေးနိုင်ရမယ်လို့ဆိုတယ်ခုကိုကမိဘကိုကြွေးနိုင်မွေးနိုင်ဖို့မိဘနဲ့ဝေးရာအထီကိုသွားပြီးတော့လောက်ကန်ရှားဖွေကြွေးမွေးနေတယ်ဒါဟာသာသမီအသည့်ရှိပြီးတော့သာသမီသာဝန်ခြေဝန်နေလို့ဆိုရမှာပါပဲနောက်ကိစ္စနေတန်ခရိတာမီတဲ့မိဘတွေရဲ့ကိစ္စတွေကို ဆောင်ရွက်ပေးနိုင်ရမယ်လို့ဆိုတယ်ခုကိုကအနာကနေ ိဘတိရဲ့လျှော်ဖွတ်နင်းနှိပ်ဆိုတဲ့အလုပ်တွေကို အနီးကမဆောင်ရွက်ပေးနိုင်ပေမဲ့အဝေးကနေမိဘတွေလှုပ်ချင်တာတွေလှုပ်နိုင်ဖို့မိဘတွေလှူချင်တာတွေလှူနိုင်ဖို့တွေကို စီမံဆောင်ရွက်ပေးနိုင်တာတွေဟာသာသမီတာဝန်ဝတ္တရားတွေကို အကောင်ဆုံးကြည်ပွန်းနေတာပဲမဟုတ်လားမာတာပိတုနာဟရယံပုရိတီတီပုရိသောဆိုတဲ့အတိုင်းမိဘတို့စိတ်နှလုံးကိုရှင်ပြုံးစေနိုင်လို့ ယောက်ျားလို့ဆိုတယ်ခုကိုဟာမိဘတွေရဲ့စိတ်နှလုံးကို ရွှွန်ပြုံးစေနိုင်သူ ဖြစ်ရတာဟာယောက်ျားကောင်းယောက်ျားများတူလို့ခံယူလိုက်စမ်းပါနောက်သာသမီဆိုတာကုလဝန္တာတပိတာမီတဲ့ကိုဟာအမျိုးအနွယ်ကို ထိမ့်သိမ့်နိုင်ရမယ်လို့ဆိုတယ်ကိုကြောင့်မိဘတွေရဲ့ဂုံသိက္ခာတွေမကြဘူးကိုအမျိုးကိုအနွယ်တွေမထိခိုက်အောင်နေနိုင်ဖို့ဟာလေအရေးကြီးတယ် သားကောင်းသားလိမ်မှာမိဘအပေါ်တည်တတ်တဲ့သားတယောက်ဖြစ်နေရတာလေမိဘတွေရဲ့ကိုယ်မိဘတွေရဲ့မျိုးနွယ်ကုံဇာတိကုံဆွေကုံမျိုးကုံဆိုတာဒီတက်စီတာပါပဲမတိတတ်တဲ့သူမိုက်ရိုင်းတဲ့သူ လူโซတခုဖြစ်နေတယ်ဆိုရင်မိဘမျိုးရိုးဂုံတိတ်ခါဒီပျက်စီးစေတယ်ဆိုရင်တော့သူဟာသာသမီတာဝန်မကြေတဲ့သာသမီလို့ဆိုရမယ် ။နောက်ဒါရစ်ဇံပฏิပိဇာမိတဲ့။သာသမီကောင်းဆိုတာမိဘအမွေကိုခံယူထိမ့်သိမ့်နိုင်သူဖြစ်ရမယ်လို့ဆိုတယ်။ကိုဟာမိဘရဲ့ပြည်စည်းဥစ္စာအမွေတွေကိုဆက်ခံသူထိမ့်သိမ့်သူမဖြစ်သေးပေမဲ့လက်ရှိတော့မိဘစီကနေကုသိုလ်အမွေတွေကိုရယူနိုင်သူဖြစ်နေရတာလေကျေနပ်ဝမ်းသာဂုံယူနေရမှာပါမိဘကိုအကြောင်းပြုပြီးတော့အဝေးကနေ မိဘအတွက်စားဝတ်နေရေးတွေမိဘပြုလုပ်ခြင်းနဲ့ကုသိုလ်ရေးတွေကို လုပ်ပေးနေတာတွေဟာမိဘကို အကြောင်းပြုပြီးတော့မိဘစီကရနေတဲ့ကုသိုလ်အမွေတွေလို့သိမြင်ပါတယ်။ဧတာနံကာလင်ကတံဒက္ခိဏအနုပဒတာမိတဲ့မိဘတွေမရှိတဲ့အခါတွေမှာလဲကုသိုလ်အဖို့တွေကို အမျှပေးဝေရမယ်လို့ဆိုတယ်။ခုမိဘတွေရှိနေတဲ့အချိန်ကို ကိုကမိဘတွေကိုကုသိုလ်အမြပေးဝေနေတာမဟုတ်ဘဲနဲ့မိဘကိုယ်တိုင်ကုသိုလ်ပြုလုပ်ပြီးတော့မိဘကိုယ်တိုင်ကုသိုလ်တွေကို ယူနေစေအောင်စွမ်းဆောင်ပေးနေတာတွေဟာဘလောက်ဝမ်းသာကျေနပ်ဖို့ကောင်းပါသလဲလို့ပြောချင်ပါတယ်။ဒါကြောင့်ခုလိုဖြစ်နေရတဲ့အပေါ်အကြောင်းကြောင်းသောအကြောင်းတွေကြောင့်မိဘကို အနိကမပြုစုမလုပ်ကျွေးနိုင်ပေမဲ့ အဝေးကနေမိဘကိုလှုပ်ကြွေးပေးလူနေရတဲ့ကိုယ့်ရဲ့အဖြစ်ကိုကျေနပ်စရာပျော်ရွှင်စရာဂုဏ်ယူစရာ လူဖြစ်ရကျိုးနတ်တာလို့သိစေမြင်စေချင်ပါတယ်လူဆိုတာလူသည်သိပြီးလူလုတ်လုတ်နိုင်ရင်လူကောင်းပီတာပြီးလူဖြစ်ရကျိုးနတ်တယ်လို့ဆိုရမှာဖြစ်တယ်လို့သာသမီဆိုတာကလည်းသာသမီအသိရှိပြီးတော့သာသမီတာဝန်တွေလုပ်နိုင်ရင် ပါသမီကောင်းပြီးသားရင်ပါသမီဖြစ်ရယူနှတ်တယ်လို့ပြောဆိုရင်ညီကုန်းချုပ်ချင်ပါတယ်။ဤလူရက်ရွာလူဖြစ်လာလျက်တော်ရမနေပြောရနေကလူလေလူလွင့်လူဝင့်လူဝါမကြည်ဘွားတဲ့။ယောက်ျားတန်ထွာဓမ္မရာဖြင့်ပညာဥစ္စာရာချောင်းရှာ၍ပြောရမနေတော်ရနေမှအခြေရပြီးခိုင်ပွားစည်းလိမ်လို့ ရာဘူးထားတဲ့မကဒေဝကဗျာလေးကိုရွတ်ဆိုရင်းနဲ့ပဲဏီကုံချိုးလိုက်ပါတယ်အာလုံးအာလုံးကို့ဘဝကိုကျေနပ်ရွှင်ပြုံးပြီးနေနိုင်တဲ့သားကောင်းသမီးကောင်းများဖြစ်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်